ားလုံးမင်္ဂလာပါဗျာကျွန်တော်ကျော်ဆိုးပါဒီနေ့ကမေလ7ရက်နေ့ပါအဲ့တော့ကျွန်တော်ဒီနေ့ဟိုသတင်းတစ်ပုဒ်ကိုကျွန်တော်တို့စိုးစိုးဝါတွေ့လိုက်ရတာပေါ့အဲ့တော့ကျွန်တော်တို့ဒီပဲရင်မြို့နယ်ဒီပဲမြို့နယ်အိုထိန်ကွင်းရွာမှာဖြစ်သွားတဲ့အခြေအနေအဲ့တော့ဒီဒီရွာရဲ့ဒီနေရာကဒီဘုဒ္ဓလင်မြို့နယ်ဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီပဲရင်ကြားမှာတည်ရှိတယ် ဒီ viewer လမ်းမကြီးရဲ့ဘေးနဲ့တော်တော်လှမ်းနေပေါ့ဗျာတော်တော်လှမ်းနေဒီဘေးနဲ့လည်းတော်တော်လှမ်းပါတယ်အဓိကကကျွန်တော်ဒီဘုဒ္ဓလင်မြို့နယ်ဒီဆိုင်မြင်ကြီးရွာနဲ့ဆိုင်မြင်ရွာကြီးပေါ့ဗျာအမရွာကြီးပါတွားဦးလေးသိပါတယ်အဲ့ဒီအဲ့ဒီဆိုင်မြင်ကြီးနဲ့ကျွန်တော်တို့ဒီဒီဘေးရဲ့ဂျားပေါ့ဂျားတော့မှကျွန်တော်အတွင်းတော်တော်ရောက်ပါတယ်လမ်းမကြီးအောက်ထက်တော်တော်ရောက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစာတင်ကြောင်းကိုတက်ကဘုံကျဲလို့ကလေးငယ်တွေများစွာသိရဆိုပြီးတော့အကြမ်းဖက်မီဒီယာစစ်သွေးကြမီဒီယာတွေပါတော့တော်တော်လေးရေးသားတွေ့ရပါတယ်ကျွန်တော်တို့နောက်ဆုံးအဲ့ဒီခြေရွာမှာ ဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နေမဲတော့ထည့်မပြောတော့ပါဘူးကျွန်တော်ပြောရင်သူရဲ့အတက်အန်တွေဆက်ဆက်တဲ့အခြေအနေရှိနိုင်တဲ့အတွက်ကြောင့်အဲဒီရွာမှာကအကြမ်းဖက်သမားတွေကဒီစာတင်ကြောင်းရှိတယ်စာတင်ကြောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်နက်ခဲရန်တွေခဲရန်တွေထည့်ထားတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ထားတယ်လက်လုံမိုင်းတွေထည့်ထားတယ်တစ်ဖက်မှာကဒီလက်လုံမိုင်းတွေတစ်ဖက်မှာကကျွန်တော်တို့ဒီသူတို့စာတင်ကြောင်းတွေကြောင်းတွေဖွင့်ထားတာဝဲသူတို့သဘောပေါ့အဲ့တော့တစ်ဖက်က ဒီခရမ်းတိုက်ကပေါက်သွားတာခရမ်းတိုက်ပေါက်သွားတယ်ပြီးရောတစ်ဖက်မှာကျခရမ်းတိုက်ကပေါက်သွားတယ်အဲ့ဒီခရမ်းတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့သေဆုံးတာဖြစ်သွားတာလက်ရှိလက်ရှိလက်ရှိကျွန်တော်ဒီ NASA ကအစိုးရနဲ့ဒီနိုင်ငံတကာအဖွဲ့တွေကဒီတန်တမန်ကြီးကအရင်ကြီးကျွန်တော်နီးနီးကပ်ကပ်တွေရှိလာတယ်နီးနီးကပ်ကပ်တွေရှိလာတဲ့အခါမှာဒီအကြမ်းဖက်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါသူတို့အကြံစီကောင်းကောင်းနဲ့ဒီ စာသင်ကျောင်းတွေကိုမိုင်းတွေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မိုင်းခွဲတာလည်းဖြစ်နိုင်တယ်။တက်မလို့ကတော့ဒီကနေ့ဒီဘိန်းကိုဘုံကျဲတာလုံးဝမရှိဘူး။တက်မလို့လုံးဝဘုံကျဲတာလုံးဝမရှိဘူး။အဲ့တော့အကြမ်းဖက်သမားတို့တိတ်ကိုယုံပါတယ်။တနေ့ကထိုးကျွလိုက်တာပါဗျာ။ထိုးကျွလိုက်တာပါ။နာဆာကနဲ့ဒီနိုင်ငံကတန်တမန်ကြီးကအရင်ဒီထိစပ်မှုတွေရှိတယ်။အတွေ့အဆုံမှုတွေရှိတယ်။ရှိတဲ့အခါကျတော့ဒါကိုသူတို့ကအာဒီမှာဒီဒီနာဆာကဒီလိုမျိုးအကြမ်းဖက်ပါတယ်ဆိုတာသူကသိအောင်ကလေးတွေထိုးကျွလိုက်တာ။ရွေချက်ရှိရှိလောက်လိုက်တာ။ ာသင်ကျောင်းထဲမှာစာသင်ကျောင်းထဲမှာသူတို့မိုင်းတွေရှိတယ်သူတို့မိုင်းတွေရှိရရှိရအောင်သူတို့ကတစ်ဖက်မှာတစ်ဖက်မှာကျွန်တော်တို့ပောက်ကွဲတယ်ဗျာမိုင်းကပောက်ကွဲတော့သူတို့သူတို့ကိုယ်တိုင်ဖောက်ခွဲတာလည်းဖြစ်ဖြစ်နိုင်တယ်ဒါမှမဟုတ်ဒါဒီญาติဟုအပူချိန်ရောက်မှာပဲအားလုံးသိပါလေခင်ရထားရင်သူရတတ်မှတ်တဲ့အပူချိန်နဲ့တတ်မှတ်တဲ့အနေထားမှာပဲထားရတာသူတို့ကဒီခင်ရန်းတွေကိုကျွန်တော်ဖြစ်လို့ပဲသူ့ရဲ့ခင်ရန်းတွေကျွန်တော်သူ့ရဲ့အနီးအောက်မှာထားလို့မရအောင်ចောင်းတယ်ចောင်းတယ်ကျွန်တော်မြေပြင်ထဲကကင်းလို့မရဘူးဘာမှမရှိဘူးဒီ စကိုင်းတိုင်းဒေသကြီးအပူချိန်အလုံးသိတဲ့အတိုင်းအရန်ကိုပူတယ်ကျွန်တော်တို့နေပတ်မဆိုအပူချိန်ကကျွန်တော်40ကျော်တယ်40ဒီဆက်ချက်ကျော်တယ်ကျော်တဲ့ခါကျတော့ဒီတို့ရဲ့အပူချိန်နဲ့တို့ထားရဲ့ခရမ်းရဲ့ထားရဲ့ပုံထားတဲ့နေရာနဲ့ကတ်သွားတဲ့အခါကျတော့ကျွန်တော်တို့ဒီပေါက်ကွဲသွားတာပေါ့ပေါက်ကွဲပြီးတော့ဖြစ်သွားတာအဲ့မှာကျွန်တော်ဒီကြောင်းရဲ့အဆောက်ကိုကြည့်လိုက်ပါအပူဝါနေပြီးတော့အောက်ကိုကျလာတဲ့အဆတွေမဟုတ်ဘူးအဆတွေမဟုတ်ဘူးဒီအောက်အောက်ကနေပြီးတော့ထားတဲ့နေရာအပေါ်ပြတ်တက်သွားတဲ့ဒီပေါက်ကွဲသွားတဲ့အခြေအနေ အဲ့လိုအခြေအနေဖြစ်တယ်ဗျာအဓိကတော့ကျွန်တော်တို့ဒီအကြမ်းဖက်တာတိတ်ကိုယုံပါလုံးအားကြီးတယ်တနည်းအားဖြင့် NUG အရန်ယုံပါလုံးအားကြီးတယ်ကိုယ့်ရဲ့နိုင်ငံရေးအာဏာတွေကကျွန်တော်ကလေးငယ်တွေကိုကျွန်တော်ချချမကြွေးသင့်ဘူးဗျာကလေးငယ်တွေခင်ဗျားတို့ကဖုံးပြီးတွေခင်ဗျားတို့ချနေတယ်ဆရာဆရာမတွေလည်းချနေတယ်ခင်ဗျားတို့လူတိုင်းလူတိုင်းကိုချနေတယ်နောက်ဆုံးခင်ဗျားကလေးငယ်တွေကိုယ်ဝင်တယ်တွေကဆိုချနေတာခင်ဗျားတို့ကြည့်လိုက်ပါကလေးတွေအဲ့ဒါမေမီလာမှာကြောင်းတက်မယ်လို့အာစစ်ကောင် ကြောက်မှာကြောင်းမတက်ဘူးခင်ဗျားတို့ဆိုင်းဖို့ထောင်ခဲ့ကြတာပဲဒီကနေ့ဒီလုံနေတော့ခင်ဗျားတို့ ဒီကနေ့လုံးလုံးနိုင်ကလေးငယ်တို့နိုင်ငံတွေမှာအသုံးချတာခင်ဗျားတို့ပဲရှိတယ်။ငါးဆကဒီမှာတနည်းအားဖြင့်ကျွန်တော်ဒီတက်မလို့အရေးအဝါသာအောင်မှရှိနေတဲ့ပြည်သူတွေကလေးငယ်တွေဆိုင်းဖို့ကင်ပြီးတော့ဘာမှမထွက်ဘူး။ဒီအရာတွေဘယ်မှာဖြစ်လဲဆိုရင်ဒီစစ်သွေးကြွအုပ်အုပ်စုတွေသူတို့လှုပ်ရှားခွင့်ရနေတဲ့မှာဒီလိုဖြစ်နေဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီဒီပိုင်းအခြေအနေပတ်သက်ရင်ကျွန်တော်တို့တည်ဆိုးသွားတဲ့ကလင်းငယ်တွေအတွက်ကျွန်တော်များစွာစိတ်မကောင်းဖြစ်ရပါတယ်။များစွာစိတ်မကောင်းဖြစ်ရပါတယ်။ဒီကလင်းငယ်တွေကကျွန်တော်တို့ရဲ့တိုင်းပြည်အနာဂတ်တွေဖြစ်တယ်။ကျွန်တော်တို့သာသမီအရွယ်ပါ။ကျွန်တော်တို့ရဲ့ဒီပုံတွေကြည့်ရကျွန်တော်တို့အယမ်းကိုစိတ်ထိခိုက်ရပါတယ်။ စိတ်ထိခဲ့ရပါကျွန်တော်ဒါလေးတွေကျွန်တော်သားသားလေးတွေကျွန်တော်သားသမီးတွေလို့ကျွန်တော်ခံစားရပါတယ်တကယ်ဖြစ်စဉ်ကတော့အကြပ်ဖက်သမားတွေကသူတို့ရဲ့နိုင်ငံရေးအာဏာအတွက်ခလေးတွေကိုထိုးကျွတ်လိုက်တာဗျာထိုးကျွတ်လိုက်တာအဲ့တော့အရင်အရင်ရက်တွေကဒီနေ့ဒီလက်ရှိဖြစ်သွားတဲ့ဒီရွာမှာကျွန်တော်တို့အကြောင်းဝင်တာမရှိဘူးကျောင်းဝင်တာမရှိတော့လည်းပဲဒီအကြမ်းဖက်သမားတွေကဒီလူဟာကိုချိန်ခိုင်းလုပ်ချင်တဲ့အတွက်သူကထိုးကျွလိုက်တာအဲငါတို့မတက်မနေရမျိုးကျောင်းအောင်လာရမယ်လာမယ်တစ်ဖက်မှာသူတို့ခဲရနေပုံထားတယ်အဲ့တော့ခဲရနေပုံပြီးတော့သူတို့ သူတို့ဒါရွေချက်ရှိရှိဖောက်ခွဲတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ကလေးတွေလာတဲ့အချိန်မှာကလေးလာတဲ့အချိန်မှာကျွန်တော်အပူချင်းကြောင့်ပေါက်ခွဲတာလည်းဖြစ်နိုင်ပါတယ်တက်မတော်ကတော့ဘုံကျက်တာလုံးဝမဟုတ်ပါဘူးတက်မတော်ဘုံကျက်မှုလုံးဝမရှိပါဘူးကျွန်တော်အမှတ်ကပါတယ်ဒါကျွန်တော်ကျွန်တော်လည်းကျွန်တော်မှလည်းကျွန်တော်ယူကြီးနဲ့ကျွန်တော်လုပ်တာပါကျွန်တော်တို့အကြမ်းမတ်တမားနဲ့မုံနေဆိုအဲ့ဒါကြောင့်မုံတာလူငယ်လူရယ်လို့ထိုးကြွေတယ်ကိုယ်ငယ်မိန်းမလို့ထိုးကြွေတယ်နောက်ဆုံးကျွန်တော်တို့ဒီမှာကလေးငယ်တွေပြထိုးကြွေလိုက်တာအဖြူစင်းလေးကိုထိုးကြွေလိုက်တာနိုင်ငံကောင်ချပြကြတယ်အဓိကတော့နာဆကားနဲ့နိုင်ငံကောင်ဖွဲ့တွေတန်တမန် မိစမှုတွေရင်းနှီးမှုတွေတော့မကြိုက်ဘူး။ဒါကြောင့်လဲဆိုတော့ NASA ကဥက္ကဋ္ဌကပြီးခဲ့တဲ့ရက်ကကျွန်တော်ရုရှားနဲ့ပြန်လာတယ်။အဲဒီရုရှားနိုင်ငံမှာကျွန်တော်တို့ဒီတရုတ်သမ္မတဘူတင်နဲ့တွေ့တယ်။တွေ့ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့အခြေအနေတွေငြိမ်းချမ်းအခြေအနေတွေယူကောက်ဝဆိုင်အခြေအနေတွေကိုဆွေးနွေးခဲ့တယ်။အဲဒီဟာကိုပြချင်တော့မပေါင်းနဲ့ဒီမှာပြည်သူတို့ဒီလိုလုံနေဆိုတာကိုလောက်တာတိတ်ရဆက်လို့အကြီးအန်ယူကြီးကလေးတွေကိုခမောင်းထိုးမချွေပါနဲ့ထိုးမချွေကြပါနဲ့ခမောင်းကြောင့်ဘောပြတ်သွားတဲ့ပြည်သူတွေအများကြီးပဲကလေးတွေအများကြီးပဲအများကြီးပဲခမောင်းတော့ရုံမှရဆက်တယ်လို့အရှိဟူတိတ်ကိုရဆက်လို့အကြီးရဲ့ ်ခင်ဗျားတို့မှတကယ်ခင်ဗျားအကြံဖက်အာနာရှင်အကြံဖက်အာနာရှင်ခင်ဗျားတို့ကြောက်အောင်ကြောက်ဆုံးရလိမ့်မယ်ခင်ဗျားပြီးဆက်လိုက်မယ်ခင်ဗျားအဲ့ကိစ္စတွေရေရဆက်ဆက်ခင်ဗျားပြီးဆက်လိုက်မယ်အားလုံးကျေးဇူးတင်ပါဗျာ